ြည်တွင်းမှလက်ရှိခရစ်တိုငွေကြေးအပါဝင် digital ငွေကြေးတွေကိုတရားဝင်ငွေကြေးအဖြစ်သတ်မှတ်ထားခြင်းမရှိသလိုရောင်းဝယ်လဲလှယ်ခြင်းတို့ရဲ့အတွက်ငွေကြေးရဖွဲ့စည်းတွေကိုခွင့်ပြုထားခြင်းမရှိဘူးလို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်လိုက်ပါတယ် ဗဟုဘန်းရဲ့ထုတ်ပြန်ချက်မှာခရစ်တိုငွေကြေးစည်းကွက်ကဇေနဝလွန်ဝမယံတကြမြန်ဆန်ထားကြောင်းယင်းနှိမ့်နှံသူတွေရဲ့တို့အငွေကြေးဆုံးရှုံးနိုင်မှုတွေဖြစ်ပွားနိုင်တာအပြင်စီမင်းများကြီးကြပ်ထိန်းချောင်းမှုနေခြင်းအွန်လိုင်းလုံခြုံရေးချိုးဖောက်မှုဖြစ်ပေါ်နိုင်ခြင်းဟန်ကင်ခံရနိုင်ခြင်းတွေကြောင့်မိမိပိုင်ငွေကြေးတွေကိုလည်းဆုံးရှုံးစေနိုင်တယ်လို့အသိပေးဖော်ပြပါတယ် တီတူရီယန်လေးနဲ့ဗဟုဘန်မှတရားဝင်ခွင့်မပြုထားတဲ့ခရစ်တိုပိုင်ဆိုင်မှုတွေရောင်းဝယ်ခြင်းထွေပြောင်းခြင်းတိုးလောင်သိမ်းဆည်းခြင်းတွေမပြုလုပ်ရှိနဲ့ဘန်ထွေးကသက်စင်တရားဝင်ငွေချေးတွေလွှဲပြောင်းခြင်းကိုသာအသုံးပြုတင့်တယ်လို့လဲအကြံပြုတိုက်တွန်းထားပါတယ် ခရစ်တုငွေကြေးစေကွာကိုမြန်မာနိုင်ငံဤသူတရုတ်အိန္ဒိယအေဂျီးရီးယားဘိုလီးဗီးယားအီဂျစ်နီဘောပါကစ္စတန်ဗီယက်နမ်အင်ဒိုနီးရှားအန်ဂိုလာနဲ့ကိုလံဘီယာစတဲ့နိုင်ငံတွေမှာလည်းတရားဝင်အသိအမှတ်မပြုထားခြင်းမရှိဘူးလို့သိရပါတယ်ရှင်။